ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီးခုနှစ်အငယ်1မှ53ထို့နောက်မှာယေရှုသည်ဂါလိလဲပြည်သို့လှည့်လည်တော်မူ၏ယူဒလူတို့သည် ကိုရောကိုသက်အံ့သောငါရှာကြံသောကြောင့်ယူဒပြည်၌လှည့်လည်ခြင်းငါအလိုတော်မရှိယူဒလူတို့၏တကီနေပွဲခံခါနီးတွင်ညီတော်တို့က တင်ပြုသောအမှုတို့ကိုတပည့်များတို့သည်မြင်စေခြင်းငှာဤအယက်မှထွက်၍ယူဒပြည်သူကြွပါကြော်သောဂိတ်တိကို အလိုရှိသောသူမိသည်ကမထင်ရှားသောအဖြစ်အဘယ်အမှုကိုမျှမပြုတတ်ဤအမှုတို့ကိုတင်သည် ပြုလျှင်ဤလောက၌ကိုကိုထင်ရှားစွာ ပြပါဟုမယုံကြည်သောကြောင့်ယေရှုအားဆိုကြ၏ယေရှုကလည်းငါအချိန်မရောက်သည်တင်တို့ဖို့ခတ်သိမ်းသော အချိန်တင့်လျက်ရှိ၏ လောကီသားတို့သည်တင်တို့ကိုမမုန်းနိုင်ငါကိုမုန်းကြ၏အကြောင်းမူကားငါသည် သူတို့၏အကျင့်စိုးညစ်ကြောင်းကိုတတ်သိခံ၏ထိုပွဲတို့တင်တို့သွားကြလောငါမသွားသည်ငါအချိန်မပြည့်စုံသည်ဟုမိန့်တော်မူပြီးလင်ဂါလိလဲပြည်မှနေတော်မူ၏ညီတော်တို့သွားပြီးမှ ကိုယ်တော်သည်ထိုပွဲသို့မထင်မရှားကြွတော်မူ၏ထိုပွဲ၌ယူဒလူတို့ကယေရှုသည်အပေမှာရှိသည်နည်းဟု မေးမြန်းရှာဖွေကြ၏ လူအစုအဝေးတို့သည်ကိုရောကိုအကြောင်းပြု၍အုပ်အုပ်တဲတဲဖြစ်ကြ၏အချို့တို့ကသူသည် သူတော်ကောင်းဖြစ်သည်ဟူ၍၎င်းအချို့တို့ကသူတော်ကောင်းမဟုတ်လူများကိုလှဲ့ဖျားသည်ဟူ၍၎င်းဆိုကြ၏သို့တော်လည်းယူဒလူတို့ကိုကြောက်သောကြောင့်အဘယ်သူမှအတိအလင်းမပြောဝန်ကြသူပွဲကိုခံစဉ်တွင်ယေရှုသည်ဗိမာန်တော်သို့တက်၍ဆုံးမဩဝါဒပေးတော်မူ၏ယူဒလူတို့သည်အံ့ဩ၍ ဤသူသည်စမတင်ပဲလျက်အဘယ်သို့တက်ပြီးတည်းဟုဆိုကြ၏ယေရှုကလည်းငါဟောသောဒေသနာသည်ငါဤဒေသနာမဟုတ် ငါကိုစေလွတ်တော်မူသော သူဤဒေသနာဖြစ်၏ထိုသူဤအလိုတော်သို့လိုက်ခြင်းသောသူမိသည်ကဤဒေသနာသည်ဖျားသခင်ဤဒေသနာတော်ဖြစ်သလိုငါသည် ကို အလိုအလျောက်ဟောပြောသလိုဟုပိုင်းခြား၍တည်လိမ့်မည် ကို အလိုအလျောက်ဟောပြောသောသူသည်မိမိဘုံအတ္တရေကိုရှာတတ်၏မိမိကိုစေလွတ်တော်မူသော သူဤဘုံအတ္တရေကို ရှာသောသူမူကားယုံလောက်သောသူဖြစ်၏ထိုသူ၌မူတာမရှိ မောရှိသည် ပြည့်ညက်တရားကို သင်တို့အားပေးသည်မဟုတ်လော ထိုတရားကို သင်တို့တွင်တစုံတရားမျှမခြင်းငါကိုတတ်အံ့သောငါအဘယ်ကြောင့်ရှာခြင်းကြသည်နည်းဟုမိန့်တော်မူ၏လူအစုအဝေးကလည်းသင်သည်နတ်ဆိုးဆွဲတော်သူဖြစ်၏သင်ကိုတတ်အံ့သောငါအဘယ်သူရှာခြင်းသည်နည်းဟု ဆိုကြ၏ယေရှုကလည်းငါပြုသော အမှုတစ်ခုကို သင်တို့ရှိသည်မျှသည်အံ့ဩခြင်းရှိကြ၏မောရှိသည်အေးပြားလှီးခြင်းတရားကို သင်တို့အားပေး၏ ထို့သူဆိုသောမောရှိမှအဆစွာ ခံရသည်ဟုမဆိုလိုဘိုးဘေးများမှဆက်ခံရသည်တည်းထို့ကြောင့်ဥပုံနေ၌သင်တို့သည်အေးပြားလိချင်းကို ပေးကြ၏မောရှိဤတရားမပြတ်စေခြင်းငါလူသည် ဥပုံနေ၌အေးပြားလိချင်းကိုခံရလျင်ငါသည် ဥပုံနေ၌လူတကိုယ်လုံးကိုကျမ်းမာစေသောကြောင့်သင်တို့သည်ငါကို အမျက်ထွက်ရသလိုမျက်နာကိုသာ ကြည့်၍မစီရင်ကြနှင့် တရားသဖြင့်စီရင်ကြလောဟုမိန့်တော်မူ၏ထိုအခါယေရုရှလင်မြို့သားအချို့ကလည်းဤသူကိုတတ်အံ့သောငါရှာကြသည်မဟုတ်လောချိပါ သူသည်ထင်ရှားစွာဟောပြော၍အဘယ်မြစ်တာချင်းကိုမျှမပြုတ်ကြပါတကားဤသူသည်ခရစ်တော်ဖြစ်ကြောင်းကိုမင်းများတို့သည်အမှန်သိကြသလောသို့တော်လည်းဤသူသည်အဘယ်ကဖြစ်သည်ကိုငါတို့သိကြ၏ ခရစ်တော်သည်ကြွလာတော်မူသောအခါအဘယ်ခါဖြစ်တော်မူသည်ကိုအဘယ်သူမျမသိရဟုဆိုကြ၏ယေရှုကလည်းသင်တို့သည်ငါ့ကိုသိကြ၏ငါသည်အဘယ်ခါဖြစ်သည်ကိုလည်းသိကြ၏သို့တော်လည်းငါသည်ကိုယ်အလိုအလျောက်လာသည်မဟုတ်ငါ့ကိုစေလွတ်တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံတော်မူ၏ထိုသူကိုသင်တို့မသိကြငါမူကားသိ၏အကြောင်းမူကားထိုသူ၏အထံတော်မှငါလာ၏ သူတီလေငါကိုဆေလွတ်တော်မူ၏ဟုပေမန်တော်၌ဆုံးမဩဝါဒပေးတော်မူစဉ်တွင်ကြွေးကြော်၍မိန့်တော်မူလေကိုရောကိုဖန်းစီခြင်းအခွင့်ကိုရှာကြ၏တို့တော်လေကိုရောဤအချိန်မစစ်မရောက်သေးသောကြောင့်အဘယ်သူမှမဖမ်းမစည်းကြလူအစုအဝေးထဲ၌ပါသောသူအများတို့သည်ယုံကြည်သည်ဖြစ်၍ ခရစ်တော်သည်ကြွလာတော်မူသောအခါဤသူပြတော်နမိတ်လက္ခဏာထက်သာ၍ညာတော်နမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟုဆိုကြ၏ထို့သူလူများအုပ်အုပ်တဲတဲဖြစ်ကြသည်ကိုပါရိရှဲတို့သည်ကြားလျင်ယိဘရောဟိတ်အကြီးတို့နှင့်တိုင်ပင်ပြီးမှကိုရောကိုဖန်းစည်းစေခြင်းငှာမင်းလူလင်တို့ကိုဆေလွတ်ကြ၏ ယေရှုကလည်းငါသည်သင်တို့နှင့်အတူခဏတာနေပြီးလျှင်ငါကိုဆေလွတ်တော်မူသောသူထံသို့သွားရမည်သင်တို့သည်ငါကို ရှာကြလိမ့်မည်ရှာတော်လည်းမတွေ့ရကြငါရှိရာအရက်တို့သင်တို့မရောက်နိုင်ကြဟုမိန့်တော်မူလျှင်ယူဒလူတို့ကငါတို့မတွေ့စေခြင်းငါသူသည်အပေအရက်တို့သွားလိမ့်မည်နီ ဟိလတလူတို့တွင်အရရက်သို့ကွဲပြားလျက်နေသောသူတို့ရှိရာသို့တွား၍ဟိလတလူတို့အားတရားဟောလိမ့်မည်လောတင်တို့သည်ငါကိုရှာကြလိမ့်မည်ရှာတော်လဲမတွေ့ရကြငါရှိရာအရက်သို့တင်တို့မရောက်နိုင်ကြဟုသောစကားသည်အဘယ်သို့ဆိုလိုသည်တည်းဟုအချင်းချင်းဆိုကြ၏ထိုပွဲကိုခံ၍နောက်ဆုံးဖြစ်သောနေ့မြတ်၌ယေရှုသည်ရက်၍ကြွေးကြော်တော်မူသည်ကား ရင်ငတ်တော်သူရှိလျင်ငါထံသို့လာ၍တောက်လောငါကိုယုံကြည်တော်သူသည်စံစာလာသည့်အတိုင်းအသက်ရေထွက်ရာဆန်းရေတွင်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ထို့သောမိန့်တော်မူသောယုံကြည်တော်သူတို့သည်ခံရလက်တန့်သောဝိညာဉ်တော်ကိုရည်မှတ်၍မိန့်တော်မူ၏ယေရှုသည်ဘုံပွင့်တော်မမူသေးသောကြောင့်တန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မမူသည်စကားတော်ကိုကြားတော်သူအများတို့က ဤသူသည်လာလက်တန့်သောပရောဖက်အမှန်ဖြစ်သည်ဟုဆိုကြ၏အချို့ကလည်းဤသူသည် ခရစ်တော်ဖြစ်သည်ဟုဆိုကြ၏အချို့ကလည်းခရစ်တော်သည်ဂါလိလဲပြည်သားဖြစ်ရသလိုခရစ်တော်သည်ဒါဝိအမျိုးဒါဝိနေရာဌာနဘက်လင်ရွာသားဖြစ်ရမည်ဟုစံစာလာသည်မဟုတ်လောဟု ဆိုကြ၏ထို့သောလူများတို့သည်ကွဲပြားကြသည်ဖြစ်၍အချို့တို့သည် ကိုရောကိုဖမ်းဆီးခြင်းငှာအလိုရှိကြ၏ သို့တော်လေအဘဲသူမြမဖမ်းမစည်းကြထိုအခါမင်းလူလင်တို့သည်ယစ်ဘရောဟိတ်အကြီးဖာရိရှဲထံသို့ပြန်၍ထိုမင်းတို့ကအဘဲကြောင့်သူ့ကိုမဆောင်ခဲ့ကြသနည်းဟုမေးမြန်းလျင်မင်းလူလင်တို့ကထိုသူဟောပြောတဲ့ကဲ့သို့အဘဲသူမြမဟောစပူးပါဟု ရှောက်ကြ၏ဖာရိရှဲတို့ကလည်းတင်တို့ကိုပင်လှည့်ဖျားပြီလော မင်းများပါရိရှဲများတို့တွင်သူကိုယုံကြည်သောသူတစုံတစ်ယောက်မျှရှိသလိုတရားကိုမသိသောဤလူများတို့သည်ချိန်ချင်းကိုခံရသောသူဖြစ်သည်ဟုဆိုကြ၏အထက်ကညအခါ၌အထံတော်သို့လာသောသူဒီဟုသော ထိုမင်းများအဝင်ဖြစ်သောနိကောဒင်ကလည်းငါတို့တရားသည် လူကိုမစစ်သူအမှုကိုမတိမီကပင်ရှေးမစွာကဆုံးဖြတ်တတ်သလိုဟုဆိုလင်သူတို့က တင်ဒီလေဂါလိလဲပြည်သားဖြစ်သလောစစ်အောင်လောဂါလိလဲပြည်၌အဘေပရောဖန်းမြမပေါ်မထွန်းဒီကိုမှတ်လောဟုဆိုကြပြီးမှ ထိုသူအပေါင်းတို့သည်မိမိတို့အိမ်သို့သွားကြ၏ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you တစ္ဆာတရားနှင့်ပြည့်စုံတော်မူသောဖရာသာသမိတို့ရဲ့ဘဝအတ္တဓာရင်းမှာဖရာသခင်ကိုယုံကြည်ကိုးကွယ်ရခြင်းအခွင့်အတွက်ဂျေစုတင်ပါ रे သာသမိတို့သည်လူသားများဖြစ်တဲ့အတွက်ကြောင့်မလို့အာနေချင်းတွေများစွာရှိပါ रे သူတော်ညာလည်းပဲခရစ်တော်အားဖြင့်စုံလင်ရတဲ့အခွင့်ကိုဖရာသခင်ပြင်ဆင်ပေးသောကြောင့်လည်းပဲဂျေစုတော်ကိုရည်တွက်ချီးမွမ်းပါ रे ခရစ်တော်တွင်တင်တဲ့ အရာတွေကိုသာသမီတို့ဒီလိုက်ရှောက်နိုင်စေဖို့ရန်အတွက်လည်းပဲဖျားခင်သာသမီတို့ကိုခွန်အားများနဲ့ပတ်စီတုံလောင်ပေးသနာတော်မူပါ သာသမီရူရဲ့နေ့စဉ်အသက်ရှင်ခြင်းထဲမှာခရစ်တော်ရဲ့တွင်တင်တဲ့တရားတော်များကိုတတိယပြီးတော့မှတရားတော်အတိုင်းအသက်ရှင်နိုင်သောသူများဖြစ်စေဖို့ရန်အတွက်လည်းပဲဘုရားရှင်မဆာကောင်းချီးပေးသနာတော်မူပါလောကရဲ့ထင်ရှားခြင်းကြော်ကြားခြင်းတွေကိုတတ်မှတ်တော်သူများမဖြစ်စေဖို့ရန်အတွက်လည်းပဲဘုရားသခင်သာသမီတို့ကိုတွင်တင်တော်မူပါမြင့်အကြောင်းတပါးသီးသောသားတော်သခင်ယေရှုခရစ်တော်ဘုရားနာမကိုအမိပြု၍အလွန်ယူသိစွာဖြင့်ဆုတောင်း ောင်းဆက်ကတောင်းလျှောက်ပါသည်ဖရာအာမင်သောရပြသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။သောရပြသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသော။ တော်ရဖျားသည်တင့်ကိုမျောကြည့်၍ချမ်းသာပြည့်တော်မူပါစေသော။တမိတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တော်ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်တည်ရှိတည်နေပါစေသော။အာမင်။